အားလုံးပဲမင်္ဂလာပါခင်ဗျာယခုတစ်ခေါက်ဖတ်ပြချင်တဲ့ဇာတ်လမ်းလေးကတော့စိုင်းစာဟိန်းထက်စုရေးသားထားတဲ့928မီးဆိုတဲ့စုံထဝတ္ထုဇာတ်လမ်းလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ928မီးဟေ့အောင်တန်းစောမင်းဘာကြည့်နေတာလဲမြေချိုးခပတ်စံပေးနေဒီကိုပဲမမြင်နိုင်ပဲ မြေပုံမေးမှမြေချောင်းများကို တချောင်းချင်းတတ်နေသောအီဂျိုထံအကြည့်ရောက်နေတဖြစ်ကြိုဆိုးကမေးလိုက်ခြင်းဖြစ်သည်ငါပါကြည့်လို့လေဟျောင်းဦးလဲလဲချင်းဆုပ်ဆုပ်မလုပ်နဲ့ရော့မင်းမြစ်ဖို့တပိဒါကို120အချိန်20ဆိုတော့2400ရုပ်ချမ်းကြီးနဲ့နှဲ့ဖို့တော့စိတ်မကူးနဲ့ကြိုဆိုးစကားကြောင့်တန်းစော်မျက်မှောင်ကျုပ်ကနှက်ခမ်းကိုဆိတ်လိုက်သည်စိတ်သေးခုဤပဝေမကြား တန်းစော်မူရာအားကြိုဆိုးသိလိုက်သည်ထို့ကြောင့်တန်းစော်ဟာဘာလဲငါပြောတာမကျေနပ်လို့လားကြော့မင်းမြစ်ဖို့တန်းစော်လက်အလှမ်းတွင်လက်ထဲတို့ခက်ကြမ်းကြမ်းရိုက်ထက်ပြေးလိုက်လေထို့အဖြစ်ပြက်လုံးစုံဟာဣချိုမြင်လိုက်သည်ကြားလိုက်သည်သို့သောကိုလေးကြော်ဆိုးကြောင်းတိထားသည်မို့ကောင်းငုံလျက်လှုပ်ရှားရှိသည့်တို့ကသာဆက်လုံနေလိုက်ရ၏ကိုကိုကိုမလုံးမလဲဖြင့် မဝဲမရဲခေါင်းပြန်အမော့တွင်ကိုလေးစိုက်ကြည့်နေသည်ကိုတွေ့၏မျက်လုံးချင်းစုံသွားသည့်ဖြင့်မြစ်ချောင်းများကိုသာလှဲ့ပက်လက်ဓာဖြင့်တစ်ချက်ချက်တက်ချနေလိုက်မိသည်မြစ်ဆာမြစ်ဖက်ကလေးများဖျားပေါ်တွင်ဖယိုဖယဲပြန့်ကျဲကုန်၏သာကျော်စိုးရီမြစ်ချိုးတဲ့သူတွေထမကြလာသည်ခင် အမေကိုဒီမှာလာကူအောင်မြစ်ထုံများကိုချိန်တွင် နေရမှဒေါ်စောလာသားဖြစ်သူအားလှမ်းခေါ်လိုက်သည် ပြီးနောက်ဤချိုတန်ထားပြီးမြင့်များကိုချင်းနယ်ထဲ့ပြုတ်ရင်ခိုင်းလေ၏မိခင်စေခိုင်းတမျှအတိုင်းလှုပ်ဆောင်တတ်သောကြော်စိုးသည်မြင့်ချောင်းများကိုချင်းတော်နေထဲ့ကမိအချိန်ကောင်းကောင်းနှင့်တဲထားသောပေပါတပိုင်းပြက်တွင်တို့ချင်းလိုက်ထဲ့လိုက်သည်တခြားပေပါတွင်ထဲ့ပြုတ်ထားသောမြင့်ချောင်းများတပွက်ပွက်စုနေသည့်ဖြစ် ချင်းတော်နှကန်းတွင်ထိုးရက်တက်ဆင်ထားသောလက်ကင်ခွင်းသေးသို့ဝက်လုံးသလုံးကိုရှူကာနှစ်ယောက်ဆယ်မှရတော်သည် မြေချိုသမားများကျင်းနေသည့်တစ်ဖြစ်မြေအိုးများကသာဂယုတဆိုင်မိထိုးပေးနေသောကြော်ဆိုးနာတို့မိခင်တော်စောလာရောက်လာက မြေပြုတ်အိုအားကြီးလိုက်ဤချူအားကြီးလိုက်နှင့်အလောက်လောက်တယ်ဆိုတာလူတယောက်အတွက်မွှေးရက်နဲ့တင်းစီတဲ့ဂုံပုတ်တစ်ခုပဲလောက်ပြီဆိုရင်လေလောက်တဲ့အလောက်ပေါ်မှာပဲအာယုံစူးစိုက်ထားရတယ်ဒါမှလေအလောက်တစ်ခုချွင်းချက်မရှိအောင်မြင်ပြီးမြောက်မှာကိုလောက်တဲ့အလောက်တစ်ခုအောင်မြင်ပြီးမြောက်ပြီဆိုရင်တော့ ရလာတဲ့အကျိုးဆက်ကချမ်းသာစွာနေခြင်းပဲတဲ့အခုတော့အာယုံတွေကအလုပ်ပေါ်မှာမရှိဘဲဘယ်မှာရှိနေမှမသိပါဘူးလေမိမိကိုမိမိတတိထားဆင်ခြင်ပြောသလိုလိုသူတပါးအားတတိပေးသလိုလိုနဲ့ဒေါ်စောလိုက်စကားများသည်အနောက်အသွားမလို့ထို့သောစကားအပြောဆို လိမ္မာပါနှက်၍လေစီးပွားရေးတွင်မှုတ်ဆိုးမှပင်ဖြစ်လင်ကစားရွှေတွဲလဲငွေတွဲလဲနှင့် လောကဒတရားမကြောက်တားတယောက်ကိုလက်ဆွဲလောကကြီးလည်းဝင့်ထင်နိုင်ခဲ့သည်ပဲထို့ကြောင့်လေတားအတွက်သူအရာရာကိုဖြည့်ဆည်းပေးနိုင်ခဲ့သည်သူတကာတို့ထက်မသာတော့လေမနှိမ့်ကြသောအချိန်နှင့်အဆင့်အတန်းမျိုးဖြင့်ထားနိုင်ခဲ့သည်တားဒီသာသူ့အသက်တားဒီသာသူ့ဘဝတားကောင်းစားရေးရှိတန်းတင်ကတဘဝလုံးရုန်းကန်လှောက်ရှားခဲ့သည့်မိခင်ကောင် တားနဲ့ပတ်သက်သည့်အရာရာအတ္တဇံမှန်ဝဲနေဒီမှာလေတားအားအချစ်ဘူးအချစ်ကဲ၍သာပဲလေထို့သူတားဖြစ်သူအားချွေတာရည်နီလန်းဆန်ဆန်ငွေသုံးဆွဲမှုနှင့် ဖြုံးတီးမှုကိုခဏခဏဂုံယူဝင်ကြွားစွာ ပြောပြတတ်ဒီမှာလေတားအတွက်သာရည်ရွယ်ဒီပဲတားငွေကိုသုံးတာနဲ့မတူပဲဖြုံးတာနဲ့တူနေတဲ့သူတွေကို သိချင်ရင်တားရဲ့အတော်အခင်ရွှေတို့ကိုကြည့်ဘယ်မှာပြောင်ပြောင်ရောင်ရောင်ရှိလို့လဲ ဒါတော့အီချိုလေးကိုအမေတို့ခေါ်ကြွေးထားရတာဒင်းလေးလည်းသူတို့စီမသာဆိုရင် လူမွေးသူမွေးပြောင်းမှာတော့မဟုတ်ဘူးဒေါ်စိုးလာပြောမိဆိုလဲပြောစရာအီချိုကလေးမှာစိတ်နှကက်ရောင်နှင်းပားပြောင်တီဟုပင်ဆိုရလိမ့်မလားမပြောတဲ့ဒေါ်စိုးလာအိမ်ရောက်မှပင်တတွေးသမွေးအလှကြီးလှနေတော့ဒီအီချိုမိဘနှစ်ပါးဒီဒေါ်စိုးလာပြောသလိုပင်အတုံးအဖြုံကြီးကြ၏ထို့ကြောင့်အပြူဖော်ဝင်ဆာ လှကျင်ရှာကြသည့်မိမသားတို့၏တဘာဝရဤချုပ်ကလေးသည် အတော်ရင်ဖြစ်သည့်ဒေါ်စောလအိမ်သို့အခြေအနေရရောက်ရှိရတော်၏ဤချုပ်ကလေးမှာလှသည်ဟုချီးမွမ်းစကားဆိုယုံများဖြင့်မလုံလောက်သည်ယင်သည်နှဲ့သည်မျက်ခုံးကလေးသည်မထူလို့မပါလွန်စင်းစင်းမျောမျောနှင့်မဲနှံ့နှံ့မျက်တောင်ကော၍နှာတန်ဆင်းသည်နှီးထွေးသောနှကန်းဝိုင်းနှင့်ပေါင်တန်ဆင်းဆင်းအသားရည်ဝင်ဝင် မြင်ရသူပူရိသား၏ရိုးတွင်းချင်စီကိုမှွေနောက်ဖောက်ထွင်းဟင်းချစေလောက်အောင်စွမ်းဆောင်မှုရှိသော အလှဘော်အရင်ဆင့်သူဖြစ်၏ဆင်းရဲနွမ်းပါသောမိဘနှပါမှ မွေးဖွားလာတော်လေဤချုပ်ကလေးမှာကံထူးကံကောင်းတည်းဟုပင်ဆိုရပေမည်မောင်နှမဝမ်ခွဲဖြစ်တော်ညာလေကျော်ဆိုးဤနှမရင်ပမာချစ်ခင်ယူရမှုကျင်ကျင်နာနာနှွင်းနှွင်းထွေးထွေးရှိမှုခရုဆိုင်လုံးမှုတို့ကိုလည်းရရှိထားသူဖြစ်သည် သူ့တငယ်ချင်းများနဲ့ဖော်ဖော်ရွေရွေရှိတယ်ကိုပင်အီချူနင်အဲ့ဒီကောင်တွေကိုဘာမှန်းနေတယ်လဲအဲ့ဒါကြားတွေတိုးမဟုတ်ဘူးနင်ဒီလိုလက်ပွန်းသတိမနေနဲ့ကိုလေးတငယ်ချင်းတွေမဟုတ်လားဟုအီချူကပြန်ပြောလင်အေးငါတငယ်ချင်းတွေမို့လို့ပေါ့နောက်တစ်ခါနင်အဲ့လိုဆက်ဆံတာငါမကြိုက်ဘူးကြားလားဟုအပြက်ပြောတတ်သည်ထို့ကြောင့်ရဲရွာကာလာသားတို့ကအီချူနဲ့ညှိဖို့မပြောနဲ့ဟိ ကြည့်ဖို့တော့မလွယ်ဘူးဟာအီးချိုပေးမှာဘလူးမောင်စောင့်နေတာကဟုကြော်စိုးကိုရည်ရွယ်ကပြောဆိုလေးရှိကြ၏တနေ့တွင်ဘေးဒင်ဆရာဆရာအောင်တင်ဘေးဒင်ခန်းတို့ရက်ွက်ထဲမှဒေါ်ဖားချစ်စုဟုခေါ်သောမိမတယောက်လာရောက်ဘေးဒင်မေးလေ၏ကဲဒေါ်ဖားချစ်ဘေးဒင်ဆရာဆိုတာအမှန်တိုင်းအာမနာပါမနာဟောမဗျာနှုတ်မဆူလွဲချုံမှုနည်းနည်းလေးပါသွားခဲ့ရင်ဘေးဒင်ဆရာအလကားဖြစ်တယ်ဒီတော့ ခမည်းကိုအာမနာတန်ပြောရရင်မဟာဘုရားအသေးအပြတ်ကိန်းဆိုင်နေတယ်။ဟုတ်လားဆရာဒါဆိုကျမဘာတွေဆောင်လို့ဘာတွေရှောင်ရမလဲပြောပါဦး။အကောင်းဆုံးကတော့ဗျာဖရာတရားမမင်းနဲ့ဖရာရှိခိုးပရိစိတ်တရားထိုင်ကုတော်လုံးများများလို့ဒါထက်ကောင်းတာကတော့ခမည်းလူဝိလဲနိုင်ရင်အကောင်းဆုံးပဲဟုပြောရာတော်ဖွားချက်ကလူဝိလဲတယ်ဆိုတာဘယ်လိုလဲရတာလဲဆရာဟုမေးလေဤ လူဝိလဲတယ်ဆိုတာခမားတို့မိမသားတွေကြတော့တီလရှင်ဝင်ယောဂီဝိဖို့ပြောနေတာတကယ်လို့ဓာတွေကိုအကြောင်းကြောင်းကြောင့်မလှုပ်ဖြစ်ခဲ့ရင်တော့ခမားကျွန်တော်ပေးမဲ့ရတရားကိုတော့လှုပ်ဖြစ်အောင်လုပ်ရလိမ့်မယ်အဲ့ဒါတွေပြက်ကွက်သွားမယ်ဆိုရင်ဒီခန္ဓာနံဘဝသွားစုတည်ပြီးတာမှန်လှုပ်ခဲ့ရင်တော့အထိုက်အလျောက်အထောက်ပံ့ဖြစ်တာပေါ့ဒါခမားစားတာတော်တော်နှိမ့်ကြနေလို့ကျုပ်ကပြောတာနော်ဟုတ် ဆရာအောင်တင့်သည်စကားအဆဖြတ်၍ရင်းနှင်းကျွမ်းတစ်ခွက်ကိုယူတောက်လိုက်လည်၏ထိုအခါဒေါ်ဖွားချစ်သည်အားငယ်နွမ်းလျစွာဖြင့်လှုပ်ဖြင့်အောင်လှုပ်ပမယ်ဆရာရဲဟုဂတိပြုပြောဆိုလည်၏ဆရာအောင်တင့်သည်ဒေါ်ဖွားချစ်အားရတရားချီရမိချိန်နေရာပြုဖွယ်ရာကိစ္စရံများကို စာရွက်တရွက်ပေါ်တွင်ရေးချပေးလိုက်လည်၏ဒေါ်ဖွားချစ်သည်ထိုစာရွက်အားယူ၍ ညံမူဇောခကတော့ပြီလင်ဆက်လက်လှုပ်ဆောင်ပါမိအကြောင်းပြောဆိုကဂတိပြုသွားလေတော့ဒီဘာရွာထိတ်ကတင်ញိုင်ကုန်းထဲမှာအလောင်းတလောင်ဟုတ်လားချင်းရွာဓလေထုံးစံတိုင်းတယောက်တပေါင်းနဲ့ထိုသတင်းမှာအင်တာနက်ပေါ်တွင်တင်လိုက်သည့်လားရွာတွင်တို့တခဏချင်းပြန့်နှံ့သွားလေတော့ဒီလူတအူးတယောက်တည်ဒီမှာတာမန်အားဖြင့်မဆန်းကျေလှတော့လေတေပုံတေနီးမှာဆန်းကျေ၍နေသည် အဘဲကြောင့်ဆိုသော လူတယောက်ဒီမိမိကိုယ်ကိုတရားတော်မည်ဟုကြိုတင်သိရှိ၍တင်ញိုင်ကုန်းတို့ကြိုတင်သွားရောက်နေရာယူလိုက်မည်မဟုတ်ပေ။ထိုသတင်းကြောင့်ပင်တယောက်စနှစ်ယောက်စသွားရောက်ကြရမှ ရွာထိပ်တင်ញိုင်ကုန်း၌ရွာလုံးကျွတ်နီပါရောက်ရှိနေကြလေတော်၏။ဘဲသူလေ။ဘာဖြစ်လို့လဲ။ဘယ်လိုဖြစ်ရတာတုံး။စသဖြင့်မေခွန်ပေါင်းမြောက်များစွာဖြင့်လူအုပ်ကြီးမှရုပ်ရုပ်တဲတဲစွစွညံညံရှိလေတော်သည်။ ခဏအကြာတွင် လူအုပ်တွင်မှအတန်တသန်အံ့ဩကြေလောင်စွာထွက်ပေါ်လာလေသည်ဟာရွာနောက်ပိုင်းရွက်လှကွက်စစ်ကမိချုပ်ကလေးပါလားဘယ်လိုဖြစ်တာလဲမသိဘူးဟာဒါဆိုသူ့မိခင်ရွှေကိုတွားပြောပေးကြပါဦးဟုချေးရွာလူကြီးဥသိန့်ဆွေကပြောလေရာကလေးငယ်တူကကျွန်တော်သွားမယ်ဟုပြောပြီးလှစ်ခနဲပြေးထွက်သွားလေသည် နိုင်ဝက်ခန့်အကြာတွင်တရင်သွားပေးသောကလေးငယ်နှင့်သူဒေါခင်ရွှေပါလာလေ၏လူအုပ်ကြီးအကြည့်များကလည်းဒေါခင်ရွှေထံသို့ရောက်ရှိသွားလေတော့သည်ဒေါခင်ရွှေခမအပြေးအလွှားနှင့်ထိတ်ထိတ်ပြပြဖြစ်နေရာလူအုပ်ကြီးအားတိုးဝေကအနားသို့အရောက်သွားလေတော့၏တမီးဖြစ်သူအားအသေးအချာကြီး၍မျက်ရည်ပေါက်များစွာဖြင့်ကဆုံပေါက်၍ထကုန်ကသွေးယူသွေးတန်းလှဲ့ပက်ပြောဆိုနေတော့သည် အမလေးဤချူသမီးလေးရေဘယ်လိုဖြစ်ရတာတော့သေမင်းကြီးရေကျမသမီးငငယ်နုနုလေးကိုမှအရင်ရွေးရတဲ့လားအမလေးလှုပ်ကြပါအောင်တော့ကျမရင်တွေဘယ်လိုဖြစ်ကုန်ပြီလဲမသိဘူးပူလိုက်တာ အလုံးကြီးစုပ်နေတယ်လို့ပဲကျမမနေတတ်တော့ဘူးကျမမနေတတ်ဘူးလူအုပ်ကြီးလေမထိန်နိုင်မသိနိုင် အော်ဟစ်ပြောဆိုရင် မီးတောင်မှရှန်ထွက်လာသော ချိုရည်ပူများလားမျက်ရည်စီးကြောင်းများမှလည်းဒရဆန်ကိလေသာအပူမီးဤလောင်ကျွမ်းနှိပ်စက်ခြင်းကြောင့်အယုတ်ကျူးပြတ်ဘုံကနေလဲကျတော်လီယာအနည်းအနားရှိလူများသူ့အာပွေချီခေါ်ဆောင်သွားရလီတော်သည်တန်ရာတန်ချက်တွေးထက်တန်ယုံမရှိသည့်ဖြစ်ရိုးရိုးဖြားနာတည်ဆုံးခြင်းဟု ဆုံးဖြတ်ကအာတုဘကိစ္စစီစဉ်ရင် နာရိတ်ကူညီမှုအသင်အားအကြောင်းကြားခိုင်းလိုက်လီသည် ကြီးရွာအုပ်ချုပ်ရေးမှူးဦးတင်စင်နဲ့တကွကြီးရွာလူကြီးများခေါင်းချင်းဆိုင်၍တီးတိုးတိုင်ပင်ရင်ကြံရစ်ခဲ့ကြသည် ရွာသူရွာသားများမှာတစနဲ့တစပြန်ထွက်သွားကြရာတင်ကြိုင်ကုန်တွင် လူကျဲသွားလျော်သည်နာရေးကူညီမှုအတင်းနှင့်ကြီးရွာလူထု၏ဆောင်ရွက်မှုဖြင့်အာသုဘချရန်ပြီးမြောက်ခဲ့လေပြီအာသုဘကိစ္စဆောင်ရွက်ရင်ရွာသူရွာသားများလည်းရောက်ရှိနေကြလေပြီ။ ချေးစီတံမှာလဲတဝဲဝဲဆူညံနေတော့ဒီငိုတူငို ချော့တူချော့နဲ့တေးချင်းဆင်းရဲအကြောင်းကိုတရားမကြတကြရေမောပြောဆိုနေကြသူတွေ ਨੇ ထိုချင်းမိသူမြထင်မှတ်မထားသောမြင်ကွင်းတစ်ခုတန့်အော်ရောက်ရှိလာလေသည် ရေဘော်မြို့နေရေစခန်းမှစခန်းမှုတစ်ထူးနှင့်တာဝန်ရှိပုဂ္ဂိုလ်များရွာသူရွာသားများတန့်အော်ရှိနေကြချင်းကျေးစီတန်ရက်တန့်သွား၏ ငိုကျွေးတံများတိတ်ဆိတ်သွား၏ရီမောတံများဆိုင်းငံ့သွား၏အားလုံးမြင့်တက်နေကြခြင်းကြေးရွာအုပ်ချုပ်ရေးမှုဥတည်စွေကစကံမှုတို့လာကြပါလာကြပါဒီမှာကျွန်တော်အချိန်မနဲ့ဆွေးစားရတယ်အခင်းဖြစ်ရက်တွင် အချိန်နေအားစကံမှုကိုယ်တိုင်ဓာတ်ပုံရိုက်ပေကြိုတိုင်းရဲမှတ်တံလုပ်ငန်းများကိုဆောင်ရွက်၍တိထင့်တိထိုက်ဒီများကိုမိအများစုံစမ်းလေသည် ထို့နောက်အလောင်းအားသေးချာကင်တွင်ကြည့်ရှုစစ်ဆေးပြီးရင်ခွဲရုံတို့ပို့ရန်စီစဉ်လေတော့သည် ရွာသူရွာသားများမှမသိနားမလည်စွာအံ့ဩခြင်းနဲ့တူဘာကြောင့်ပါလဲဟုသော အသွေးအစတို့ဖြင့်ထင်ကျင်းအမျိုးမျိုးပေးက ရွာတွင်းသို့လှည့်ပြန်သွားကြလေတော့သည်အီချိုရက်လက်စွန်တော်တိနေ၌ကရွေပေါ်မြို့နှင့်ရေစကန်တွင်၌တရခန်နှုတ်အားဖန်းစီစစ်စီနေလေ၏ မိသူများထင်မှတ်မထားသော လူသားနှုတ်ပင်ကဲဒေါ်စောလာနဲ့ဒေါ်ဖွားချစ်တို့ကျွန်တော်တို့မှာတက်တဲ့ထောက်ထားခိုင်မာရထားပြီးပြီ ခမားတို့ဘာမှဖုံးဝဲဖို့မကြိုးစားချနဲ့တော့အမှန်တိုင်းကိုဝန်ခံထွက်စုပါစခမ်းမှုတစ်ထူးကတရားခံဒေါ်ဖွားချစ်နဲ့ဒေါ်စောလာတို့ဟာဖျောက်ချက်အမှန်တိုင်းပြီးရင်တောင်းဆိုလေစခမ်းမှုတစ်ထူးဤပြတ်သားကြည့်ရင်တော့စကားတန်အောင်တွင် တရားခံနှစ်ယောက်ဤမြဝင်းတို့သည်အရေးလက်လက်တစုံတရာပြောဆိုရန်အားယူနေသောဒေါ်စိုးလိုက်နှခမ်းများသည်တုံရင်လျက်သူအမှန်တရားကိုမဖုံးကွယ်နိုင်တော့ပေဟုတ်တယ်ဘူးလီကျမသားလေးကိုကျမအရန်ချစ်တာပါ သူ့ကိုကျမလိုလောကကြီးထဲမှာပင်ပင်ပန်းပန်းမယုံခံစီခြင်းဘူးသူ့ကိုအရန်ချမ်းသာစီခြင်း ਨੇ ဒါကြောင့်ကိုထက်တာတဲ့သူကိုမှန်းဖို့ကိုလောက်မှပြောင်ပြောင်ရောင်ရောင်မရှိရင် သူ့ဘဝနဲ့တဲ့နဲ့မှာကိုအရန်စိုးရင်ခဲ့တယ်လီနောက်ပြီးသူတို့ညောင်ရဲ့အချင်းတွေကိုရှိမိကလေးကကြုံမကောင်းကြားမကောင်းဖြစ်သွားမှာကိုတွေးမိပြီးပြောဆိုဆုံးမနားချခဲ့ပါသေးတယ်အဲ့ဒီတော့ခမားအစီစဉ်အောင်မြင်သွားရောလားမအောင်မြင်နဲ့ပြင်စကံမှုကြီးရဲ့၃လလကြာတော့ကျမကဘာကြီးတစ်ခုလုံးမဲမောင်သွားပြီလို့တောင်ထင်လိုက်ရတဲ့စကားတခုကိုကြားလိုက်ရတယ်လီအဲ့ဒါ မိချူမှာကိုဝင်ရှိနေပြီတဲ့ကျမတကူလုံးခြားရဟတ်လို့ခြားခြားလဲသွားခဲ့တယ်။နောက်ပြီးအသည့်စိတ်တွေမှာလဲပူလိုက်အေးလိုက်အရသာနှမျိုးကိုခံစားနေရတယ်။နောက်တော့ကျမလေအတ္တမီတောက်တွေနဲ့ဂုံတိတ်ခါဆိုတဲ့အမှတ်ကြောက်ကိုမရမကလိုက်စေရင်စေရင်အခုတော့ပြာပုံလေးတပုံလောက်တောင် မကြံနိုင်အောင်လောင်ကျွမ်းခံလိုက်ရတယ်။ကျမလေကျမရှိုက်ကြီးတငင်ငိုကျွေးနေသောသောစောလာဤ မျက်ရည်တို့သည်ကိုသားသမီးအတွက်လီလားဂုံတိတ်ခါအတွက်လီလားသို့မဟုတ်ကိုချင်းစာတရားကြောင့်လီလားမပြောတတ်ဆို့နှင့်စွာဖြင့်စကလုံးများဆက်လက်စည်းစင်းလာပြန်သည်ကျမတို့ကိုဒေါရတကြီးရိုက်နှိပ်ဆက်ပြောရင်းမှပင်စကားတန်သို့တုံရင်လေးလံလျက်အတော်ဆိုတဲ့ပါဝါငွေကြီးအားကိုနှင့်မာနအနှွဲတရရပတ်သက်နေသော တုံတုံချီချီကြောက်ရွံ့ဆိုးထိတ်နေတဲ့သူ့ကိုကျမလီစကားသလုံးနဲ့သလုံးအချိတ်ဆက်မမိတော့မျက်လုံးအိမ်တို့ဒီတဏှာထဲတွင်စူးဆိုင်တည်နေလေပြီးတော့ကျမကျမရှေးဆက်ရင်စကားလုံးတော့မရှိတော့ဒီလားစွန်အားလက်မမျက်ရည်မိုးပေါက်တို့ဒီအသားအစီမဲ့စွာစီးစင်းလီတော့ဒီတော်စောလာဤစကားတန်အဆုံးတွင် ထွက်ဆိုချက်များအားလုံးကိုဒုတ်ဖွားချစ်ကလည်းဟုတ်မှန်ကြောင်းဝန်ခံကတိပြုလျာစကားမှုတည်သူသည်လိုအပ်သည့်များကိုဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်စိုင်းပြင်ရလီတော်သည်ရက်လက်ဆွန်းတို့ရာနာရိတ်အိမ်တွင်၌ကမိသားစုများငိုယိုနေကြလေ၏တသသတဖွားဖွားပျော်မဆုံးဖြစ်နေကြ၏အချို့လူကြီးသူမများဝိုင်းဖွဲ့၍တေချင်းတရားနှင့်မသက်ဆိုင်သည်လားအလာပါတလာပါပြောဆိုရင်မောနေကြ၏ တချို့လူကြီးများမှမူမကြောက်မရွံ့တေချင်တရားကြောင်းအလှဲ့ကြပြောဆိုဆွေးနွေးနေကြပြန်၏မိဖို့ကြောင့်တွင်လိုက်ကထမင်းချက်အမျိုးသမီးများဤမိမိရော့ရော့ပျော်ရွှင်ရေမောသည်များစီကားနေတော်ညာလောဘရမက်ကြောင့်အသက်တစ်ချောင်းကိုပင် မငှဲ့ကွက်မညာသာလှဲ့ရဲဆက်ရဲတိုက်ဖြက်ရဲသောဒေါ်ဖားချင်းနှင့်ဒေါ်စိုးလာတို့နှစ်ဦးသည် တန်တရားဤဝိတုခနှင့်မတွေ့မီစကြတရားဥပဒေရပြစ်ဒဏ်ချမှတ်ခြင်းကိုခံရပေတော့မည်။တာဒမီဘောကြီးမြင့်ကောင်းစားစေလိုသောမိဘတို့၏ဆန္ဒသည်ကြီးမားပြင်းထန်ခဲ့လင်အတ္တအတွင်ဆောင်သွားတဲ့သို့ငွေရဖို့အရေးတစ်ခုအတွက်အဆိုးအကောင်မချင့်ချိန်နိုင်ခဲ့သောလောဘသည်လေမတရားသောလောဘဖြင့်အယောင်ပြောင်းသွားနိုင်ပြီယား။ 928မိစများအစွန်းရောက်မလောင်ကျွမ်းစီလိုသောစည်စနာဖြင့်ဤဇလန်းလေးကိုရေးသားလိုက်ရပါကြောင်းဟုတ်ကဲ့ပါခင်ဗျာဒီနေရာလေးမှာပဲစာရေးစရာဟိန်းထက်စုရေးသားထားတဲ့928မိဆိုတဲ့ဝိထုဇလန်းလေးပြီးဆုံးလို့သွားပါပြီခင်ဗျာယခုတစ်ခေါက်ဖတ်ပြခြင်းတဲ့ဇလန်းလေးရတော့မောင်ဆွေတောင်ကိုရေးသားထားတဲ့တိုက်မြုံဖြတ်တော်ဆိုတဲ့စုံထဝိတုဇလန်းလေးကိုဖတ်ပြပေးတော်မှာဖြစ်ပါရခင်ဗျာ။ ိုက်မြုံဖြတ်တော်နှွေနှောင်းကာလပြီမို့လေပူတွေကတဟူးဟူးတိုက်ခတ်နေ၏တစ်ချက်တစ်ချက်ဝေါကနဲမှု့လိုက်လေပွေများနဲ့တူအမိုက်တရိုက်သူကမြောက်ခနဲမြောက်ခနဲကတော့ပုံသဏ္ဍာန်လေပွေချောင်းနဲ့တူလွင့်ပါနေကြဒီမှာမိုင်းတာကွင်းကြီးထဲမှာကြီးရွေပင်ကောင်းနေသေးတယ်အောင်ရောင်း7 top လပိတ်ဆန်နဲ့လမ်းတစ်ဖက်ချားမျက်ဆောင်ထိုးကိုအောင်ကြီးကိုရဆိုင်နှောက်ကျောဖက်ရှိပင်မြင့်ထက်စီမှာ အဖုံငဲ့အုံအုံငှက်တကောင်ကလွမ်းမောဖွေရာအတန်ဆာဆာဖြစ်တွဲဖို့တွဲဖက်ကိုရှာနေသလားဟု တွေးတော်မိသည်မြုပ်ကြီးရက်ွက်တောင်ငူမြုပ်ပေါ်၌ရခင်ကရက်ွက်ကြီး23ရက်ွက်ရှိခဲ့ပြီးမင်းကြီးညိုရက်ွက်နှင့် ချင်းတိန်ဦးရက်ွက်2ရက်ွက်ထပ်တိုးလာသောကြောင့် ရက်ွက်ကြီး23ရက်ွက်ရှိလာပြီးမြုပ်ကြီးရက်ွက်မှာရက်ွက်19နှင့်ရက်ွက်20ဤတချမ်းစီမှာတည်ရှိသောရက်ွက်ဖြစ်လေသည် 16ရက်ကွက်အပိုင်နဲ့ရက်ကွက်20အပိုင်နယ်မြေတို့အားအလေမမြို့ကြီးလမ်းဟုတွင်ခေါ်သည့်လမ်းမကြီးကအရှိနှင့်အနောက်ပိုင်းခြားထားလျာ16ရက်ကွက်မှာလမ်း၏မြောက်ဘက်ခြမ်း၌ရှိပြီးရက်ကွက်20မှာလမ်း၏တောင်ဘက်ခြမ်း၌ရှိသည်မြို့ကြီးရက်ကွက်သည်ခရိယန်သာသနာကိုတပ်ဝင်ယုံကြည်သော ကရင်တိုင်းဒါအများစု နေထိုင်ကြသည့်ဖြစ်မြန်မာလူမျိုးနှင့်အချို့သောတိုင်းဒါအနေငယ်တို့ရောပြောနေထိုင်ရာရက်ွက်ဖြစ်သည် မြို့ကြီးရက်ွက်တွင်စောဖိုးတာနှင့်နော်မူအေးမီရှိဇနီးမောင်နှံနှုတ်လေချစ်ခင်ကြည်နူးစွာကြောက်ကုန်းချောင်း၌နေထိုင်ကြလေသည်စောဖိုးတာမှာအသက်32ခန့်ရှိ၍နော်မူအေးမှာအသက်29နှစ်ခန့်ရှိပြီဖြစ်ပြီး၎င်းတို့၌၃နှစ်ရွယ်နော်ဘိုးပလဲမီရှိတမင်းငယ်တူရှိလေသည်စောဖိုးတာမှာမိယုတ်ဖလာတစ်ဆွဲစင်များပိုင်ဆိုင်သူဖြစ်သည့်နေ့ညီ မိသားစုနှင့်အမဲလွလွခွဲနေရပြီးတောထဲ၌သာစင်ဦးစီးများနှင့်မခြားရက်လှရှိကြစွာ နေထိုင်လုလုနေရသူသူဖြစ်ပေသည်တောထဲတောင်ထဲစင်စကမ်းများ၌စင်ဦးစီးများစင်လုသားများနှင့်အတူနေထိုင်၍တစ်ဆွဲခြင်းတစ်ထုတ်ခြင်းစင်များအားထိန်းချောင်းဆောက်ရှောက်ခြင်းများအတွက်ကိုယ်တိုင်စီစဉ်ကြီးကြပ်ညွှန်ကြားခြင်းစင်လုသားများ၏လုပ်ငန်းကိစ္စရရက်နှင့် လူမှုရေးစီးပွားရေးကျန်းမာရေးတို့ကိုတာဝန်ယူဖြည့်ရှင်ပေးနေရသူဖြစ်သည့်ဖြစ်မိုင်ပေါင်း50မက ခရီးဝေးကွာသောမြို့ပေါ်ရှိ နေအိမ်တို့တစ်နှစ်လုံးနေမှ56ခေါက်လောက်သာပြန်ရောက်လာတတ်သူဖြစ်သည်ဒါတော့အလွတ်မဲ့ပြောပြန်လာခြင်းမဟုတ်ဘဲတိုးထဲရှိဆင်းလုံသားများအတွက်ရှိတ်ခါနဲ့စေဝါသုံးဆောင်များတိုးတွင်သစ်ဆွဲစင်များဤကျမ်းမာရေးအတွက်စေဝါများဝယ်ရင်းပြန်လာရခြင်းဖြစ်ပြီးသည် ယခုတစ်ခေါက်အိမ်သို့စောဖို့သာပြန်ရောက်လာဒီမှာရက်အနေငယ်ရှိသွားပြီ။လုပ်ငန်းကိစ္စမပြတ်သေးသည့်နေသူသူတိတ်ချစ်သောဇနီးနှင့်သမီးလေးတို့အားလွမ်းဆိုးရလွန်းတဖြစ်မိသားစုအတူပျော်ရွှင်ချမ်းမြေ့စွာရက်ကြကြနေလိုသောကြောင့်လည်းထိုမြရက်ကြနေခြင်းဖြစ်ပါသည်။ယနေ့တော့တောင်ပေါ်တို့ပြန်တက်ပြီဟုစိတ်ပိုင်းဖြစ်ထားသည်ဖြစ်ကိုပေါ်တွင်စင်ဦးစီအသောဆောင်တမြောင်ပါသောခပတ်အားပတ်လိုက်ပြီလင် ဆိုင်ကယ်ဖြင့်မြို့ထဲသို့လိုအပ်နေသည်သောပစ္စည်းများသွားဝင်ရန်ပြင်ဆင်လိုက်သည်။ဟေးနော်ကြီးဝေ့ပါလေငါဆိုင်ကယ်အုပ်ထုတ်ပေးပါလေအိမ်တွင်းတိုင်မှာချိတ်ထားတဲ့လေးယောက်ျားရဲ့ကိုမျက်စီလေးနဲ့တည်တည်ချာချာရှာကြည့်ပါအောင်လားကွာ။နော်ကလည်းကွာဒါလေးမေးတာကိုမေးတာတော့မေးတာပေါ့ဒါပေမဲ့ဒီမှာကလေးကရင်ခွင်ထဲကမခွာတာကတမျိုး ။ထမင်းအိုးတဲနေရတာကတစ်ဖက်နဲ့အလောက်တွေရှုံနေရတဲ့ကြားထဲတော်ကတမောက်။ "No" မင်းပြောတော့တိုင်မှာချိန်ထားတယ်ဆိုဘယ်မှလဲ။ငါမတွေ့ဘူးဖြစ်နေတယ်။လာရှာပေးဦး။ယောဒီယောက်ျားကတော့ခတ်ပြီ။ကဲကဲကဲသမီးရေထထထနေပေတက်တက်မဲ့ရစ်နေပြီ။သူများယောက်ျားတွေကအရက်တောက်ပြီးမူးပြီးရစ်တာ။ငါယောက်ျားကအရမတော့တဲ့ပဲအေးအေးလေးနဲ့ရစ်တာ။ရော့ရော့ရော့ဒီမှာဆိုင်ရဲ့အုတ်ထုတ် အိမ်နှကောင်းပေါက်လောက်ကိုတွေ့အောင်မရှာနိုင်ဘူး။မွေဝေးဆိုပေါက်တက်လို့တည်နေလောက်ပြီ။ "No, နေတီစကားမပြောနဲ့။ငါကတော်တဲ့တောင်ထဲမှာဆင်တွေနဲ့တောကောင်တွေအန်ဒီယန်နဲ့အလုံးလုံးနေရတာ။နမိတ်မရှိနမမရှိတွေမပြောရဘူး။ဟိုဘာမှမဆိုင်ဘူး။ No, တော်တော့စကားမရှိနဲ့တော့ဆိုင်ကယ်လိုင်စင်ရှာပေးအောင်မြို့ထဲသွားမလို့။ယော!ဒီယောက်ျားကတော့ခက်ပြီ။ခုပါတာကိုရှာတော့ ဟိုမှာထမင်းဦးကမီးတည်နေပြီမီးပြန့်မှုရောက်မယ်ဒီပုံစံတိုင်းဆိုဒီမနဲ့ထမင်းငတ်မဲ့ခင်မယ်ဟေးငါစိတ်တအားဆိုးလာပြီဒီမိမတော့ license ရှာပေးစို့ခုရှာပြီနော်ထမင်းကရေးမကြီးဘူးထားလိုက်အရေးကြီးတယ်အရေးကြီးတယ်ရှင်ကပြင်မှာစားချင်တာဝယ်စားလို့ရပြီမင်းကျမတို့သားမီးကဒီမှာဘာမှစားစရာမရှိဘူးထမင်းတစ်မျိုးပဲစားစရာရှိတာထမင်းဦးကျမပြင်မယ်ထားလို့မရဘူးဘာ ငါစကားကိုတခုမှနားမထောင်ချင်ဘူး။ဒါတော့ကက်ကက်လန်ပြန်ပြောချင်နေတာငါဓာတ်နဲ့ထိုးလိုက်ရရင်တော့ဟမ်အမလာထိုးကြည့်လေလာထိုးလိုက်စမ်းပါ။ကျုပ်ကငုံခံနေမှထင်သလား။အေးတွေ့ကြသေးတာပေါ့။ဒါတော့ရှိလာတဲ့မိမကဲဟာကဲဟာအမလေးဟောဒီမှာ ကျမကိုဖိုးစာဓာတ်နဲ့ထိုးနေတယ်။ခေချပါအောင်။စောဖိုးစာမှာဒေါရစိတ်မွန်နေတဲ့ဖြစ်ဘာကူမြရှေရှေဝေးဝေးမစင်းစားတော့ဘဲ။ ခါတွင်ချိတ်ချားသည့်စင်ဦးစီးများသုံးသော လုပ်ငန်းသုံးတမြောင်ကိုစက္ကနယ်ဆွဲထုတ်ယူ၍ဇနီးဖြစ်သူအားစင့်ငါစင့်ငါထိုးချလိုက်သည့်ဖြင့်နော်မူအေးမှတမြောင်ဖြစ်ထိုးခံရ၍သွေးထက်ဒဏ်ရာများဖြင့်အိမ်ပေါ်မှအဟစ်ဆင်းပြေးပြီးဆွေမျိုးများနေထိုင်ရာဖက်သို့ထိုင်လန့်တကြားထွက်ပြေးရင်းမဟာနိုင်တော့ပင်မြေပြင်ပေါ်လဲကျသေးဆုံးသွားတော်၏ထိုကဆိုးဖို့သာမှလည်းချက်ချင်းတတိပြန်ဝင်လာ၏သို့သောနှောက်ကြသွားပြီ မိမမိမဟင်အသက်မရှိတော့ဘူးဒါငါပြည့်ဒါငါပြည့်မင်းကမချစ်လို့မဟုတ်ပါဘူးနော်ရင်ငါမင်းကမချစ်လို့မဟုတ်ဘူးကွာရုတ်တရက်သောတာကြောင့်အခုလိုဖြစ်သွားတာပါငါခါမှလူသက်လက်နဲ့ကိုအသင်ဆောင်ထားမိတဲ့အမားကြောင့်လည်းပါပါတယ်ငါဒါတီလိုဒါမျိုးခါမှမချိတ်ထားရင်မင်းကငါခုလိုလှုပ်ဖြစ်မှာမဟုတ်ပါဘူးမိမရေမင်းမယုံဘူးလားမင်းမယုံဘူးမဟုတ်လား မင်းကငါတကယ်ချစ်တာကိုတသက်သက်အခုပြမယ်နော်မင်းမရှိတော့တဲ့ဒီလူလောကမှာငါပဲချန်နေခဲ့ပါမလဲမင်းနဲ့တူငါလိုက်ခဲ့မယ်မင်းကငါမခွဲနိုင်ဘူးမင်းနဲ့တူဟော့သလိုမင်းလောင်းပေါ်မှာဖတ်တည်ပြီးမင်းနောက်ကိုငါလိုက်ခဲ့မယ်ကဲဟာကဲဟာဇွတ်ဇွတ်အာကျွတ်ကျွတ်မင်းယုံမိမဟုတ်လားမင်းကငါသိချစ်တယ်ဆိုတာကိုလေသမီးလေးအဖေကိုခွင့်လွှတ်ပါသမီးလေးရဲ့အဖေကိုခွင့်လွှတ်ပါ စောဘုဒ္ဓမှာနော်မူ၏အလောင်းအားပွေပိုက်ကသူယူတယောက်တစ်ဖွဲတွတ်တွတ်မိသန်းကိုကြွေးပြောဆိုရင်မိမိကိုယ်ကိုတမြောင်ဖြင့်ရင်ဝသို့ချိန်ရွယ်ထိုးတက်လိုက်ပြီးနော်မူ၏အလောင်းပေါ်၌ပင်ဖတ်ပြီးလဲကြတည်ဆုံသွားလိတော်၏မသေးခင်ချိန်ကလေး၌အိမ်တွင်ကြာရှိနေသော လူမမဲသုံးနှစ်၍ကလေးငယ်လေးဖတ်သူလှဲကြည့်ကတောင်းမစကားပြောဖြစ်အောင်ပြောတော်သည်၏အဖအဖအမိုးအမိုး ခြံမြေကွက်အတွင်တည်ဆုံနေသောမိဘနှစ်ပါးပြီးတွင်ပတ်ချာလေလှက်ပတ်ပြေး၍အသက်သုံးနှစ်ရွယ်နော်ဘူးပလက်ကလေးမှာစူးစူးရွာရွာအော်ဟစ်ငိုကြွေးနေလေ၏မြင်ကွင်းမှာစိတ်မချမ်းမြေ့စရာမြင်ရသူအပေါင်းစုတ်တက်တက်ဖြစ်နေကြတော့၏ချက်ချင်းဆိုသလိုဆွေမျိုးသားချင်းများရောက်ရှိလာကြပြီးခဏအကြာတွင်ရက်ွက်လူကြီးများနှင့်ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာကြ၏ ဖြစ်ရက်ကတော့ရှင်းပါတယ်ဘူကြီးဒီနှစ်ယောက်ကသူတို့လင်မယာရန်ဖြစ်စကားများကြတဲ့အချိန်ကလေးကရောက်နေကြပြီးအဆအဆုံးမြင်တွေ့ခဲ့ကြသူတွေပါဟုတ်ပါတယ်ဘူကြီးကျွန်တော်ကဖိုးအောင်လှပါဒီနားမှာပဲနေပါတယ်သူတို့လင်မယာရန်ဖြစ်နေတော့ကျွန်တော်ရက်ကြည့်နေတာစောဘူးတာကသူ့မိမကိုတိတ်ချတာဒီနေ့တော့ဘယ်လိုဖြစ်လဲမသိဘူးတမျောင်းနဲ့ထိုးလိုက်တာသူ့မိမတီတော့ဖက်ငုပ်ပြီးသူ့ကိုယ်သူလည်းဓာတ်နဲ့ထိုးစီလိုက်တာပဲ စောဘိုးသားကအရက်တောက်တတ်သလားအရက်မတောက်တတ်ဘူးဘူးကြီးစောဘိုးသားကလူအေးတယောက်ပါဖိုးအောင်လာပြောတဲ့အတိုင်းပါပဲဘူးကြီးကျွန်တော်လဲသူတို့လင်မယားရံဖြစ်နေတော့ဝင်မဆွဲရေးပဲဒီတိုင်းကြည့်နေခဲ့တာဝင်ဆွဲရင်လဲစောဘိုးသားစီးနေတော့ကျွန်တော်ပါဓာတ်ထုတ်ခံရနိုင်တယ်လीကျွေးနှကောင်ခတ်တဲ့အကြာမြေစာပင်ညက်ညက်ကြီးဆိုသလိုမျိုး ကိုပါရောပြီးပါသွားရင်ခတ်မယ်လीဒါကြောင့်ဒီတိုင်းပဲကြည့်နေခဲ့ရတာ ကလေးကတော့တနာပါလေငိုလိုက်တာမှပြောပါနဲ့တော့ဥသလုံးတကောင်ကျွက်အမိမဲ့ဖမဲ့ဖြစ်သွားရရှာပြီအေးပေါ့ဗျာတတဝါတစ်ခုကံတစ်ခုလို့ပဲဆိုရမှာပေါ့ကဲရဲဘော်တို့ကြီးအခင်းဖြစ်မြင်ကွင်းတွေတိုင်းမှတ်တမ်းတပ်ပုံတွေရိုက်ရွာမြေပုံချန်ဆွဲတူကဆွဲကြငါတက်တည်သည်စစ်ဆေးလိုက်ဦးမယ်လောလောဆယ်သောရက်ွက်အုပ်ချုပ်ရေမှုကတက်တည်ခံပစ္စည်းတွေတိမ့်ဆဲတဲ့နေရာမှာကုညီပေးကြအောင် အလောင်းတွေကိုစေးစာရေးပြီးပီအန်လှုပ်ဖို့စေးရုံကိုပို့ကြဟိပြမစူကားကိုဖုံးဆက်ကြောင်းချကြဟုတ်ကဲ့ဘူကြီးစခန်းမှုရဲဥကျော်တင်ဦးကရဲတပ်ဖွဲ့ဝင်များအားစီစဉ်ညွှန်ကြားကာအခင်းဖြစ်ရနှင့်ပတ်သက်၍မြို့နယ်မှုနှင့်ခရိုင်ရဲတပ်ဖွဲ့မှုတို့ထံစကားပြောဆက်ဖြင့်ဆက်တွေ့သတင်းပို့လိုက်လေ၏ပြီးလင်ကျေးနန်းကိုတရဝင်းပို့ရပေဦးမည်တေသူကတည်သွားပြီဖြစ်တော်လေကျန်ရစ်သူတို့မှာ โกกะทุกข์ปริเทวะอะผ่องผ่องอะส่งส่งนุภิอะลุ่ชุ่จั่นยี้จะซะเมียนมะหอบบาลอฮอกแก่บะกะเหมียดีเนียเล้มาเป็นซ้ายเสียมองสุยตองกูยีตาทาเรต้ายหม่องဖြတ်တော့ဆိုတဲ့ส่งทาวิตุสันลันลีปี้ส่งลุ่ทောบาบิกะเหมียน้าสินไปดูอาลองกูเจซุอะมายจีเป้ติมาเลยกะเหมีย